ရိသတ်များအလုံးမဲမင်္ဂလာပါရှင်အခုတစ်ခေါက်တက်ဆက်ပေးသွားမှာကတော့ American စစ်တပ်က Plantier, Meta နဲ့ Open AI ကနေပညာအမှုဆောင်တွေကိုခေါ်ယူပြီးတော့နေပညာတိုက်ပွဲအတွက်ပြင်ဆင်နေရဆွဲတဲ့တင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ American စစ်တပ်ဟာဆိုရင်တော့ပုတ်ကလေးကကဏ္ဍကနေပညာကျွမ်းကျင်သူတွေကိုတတ်သေးကိုထဲတွင်းမှုအတွက်အရေးကြီးတဲ့ခြေလှမ်းတစ်ရပ်လှမ်းလိုက်ပါပြီ။ Plantier, Meta နဲ့ Open AI ကထင်ရှားတဲ့အမှုဆောင်ရရှိ၄ဦးကိုတော့အရန်တတ်သေးခန့်အပ်လိုက်တာပဲဖြစ်ပါတယ်။ ဒီလေယောက်ကတော့ဒုတိယဗိုလ်မှူးကြီးရာထူးနဲ့တပ်ဖွဲ့ခွဲ201 Detachment 201လို့ခေါ်တဲ့အသက်ဖွဲ့စည်းထားတဲ့စမ်းသစ်တထွင်ရေးအဖွဲ့ကိုဥဆောင်သွားကြမှာပဲဖြစ်ပါတယ်။ဒီစီမံကိန်းကနှီးပညာဆိုင်ရာထိပ်တန်းခေါင်းဆောင်တွေကိုစစ်တပ်ရဲ့အရန်တပ်ဖွဲ့တဲ့တိုက်ရိုက်ခေါ်ယူပြီးတော့အရေးချင်းစီမံခန့်ခွဲမှုနဲ့နှီးပညာကိုအာယုံဆိုင်တဲ့ဝန်ထမ်းတွေအတွက်လေ့ကျင့်ရေးလိုပို့ပြီးကျယ်ပြန့်တဲ့အတွဲမြင့်ပိုင်းဆိုင်ရာကိစ္စရပ်တွေကိုဖြည့်ရှင်းပေးဖို့ရည်ရွယ်တာပဲဖြစ်ပါတယ်။တမတော် OC ချုပ်ရဲ့ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ ကွန်မတီဘက်တလာက data smart 201ကိုဖန်တီးရခြင်းအားဆိုရင် နေပညာစမ်းတဲ့တီထွင်မှုဆိုင်ရာအရာရှိတွေကိုခေါင်းဆောင်အဖြစ်ခေါ်ယူပြီးတက်မတော်ကိုကူညီဖို့ပါပဲလို့ပြောခဲ့ပါတယ်။အရေးချင်းစီမံခန့်ခွဲမှုလို့ပေါ်ပြီးကျယ်ပြန့်တဲ့အတွဲမြင့်ပိုင်းဆိုင်ရာကိစ္စရပ်တွေနေပညာကျွမ်းကျင်လူတွေကိုစစ်တပ်ထဲဘလို့ခေါ်ယူမလဲပြီးတော့ဘလို့လေ့ကျင့်ပေးမလဲဆိုတာတွေမှာကူညီဖို့ပါလို့ရှင်းပြပါတယ်။အစောပိုင်းခန့်အပ်ခံရတဲ့အမှုဆောင်တွေထဲမှာမှ Plantia က နိဗ္ဗာန်အရာရှိချုပ်ဖြစ်တဲ့ရှီယန်ဆန်ခါမေတာကနိဗ္ဗာန်အရာရှိချုပ်ဖြစ်တဲ့အန်ဒရူးဘော့စ်ဝါလ် Open AI ရဲ့ကွန်ပျူစီအရာရှိချုပ်ကာဘေဝါအိုင်နဲ့ Open AI ရဲ့သုတေသနအရာရှိချုပ်ဟောင်းဖြစ်တဲ့ Boss Mark Q တို့ပါဝင်มาပဲဖြစ်ပါတယ်။ဒီလေဦးကိုတော့ဇွန်လ17ရက်နေ့ညနေမှာစံသစ္စာချိန်ဆိုပြီးတာဝန်တွေပေးခဲ့ပါတယ်။အမှုဆောင်တွေဟာသူတို့ရဲ့ကုမ္ပဏီတွေမှာလက်ရှိရာထူးတွေရှိနေဆက်ဖြစ်တဲ့အတွက်ကြောင့် အကျိုးစီးပွားပဏိပခဖြစ်နိုင်ခြင်းရှိတာကိုနားလည်ပြီးတော့ဘတ်စတာကစစ်တပ်ကအကျိုးစီးပွားပဏိပခမဖြစ်အောင်အစီအမံတွေလုပ်သွားမယ်လို့လည်းပြောပါတယ်။အရင်ကလည်းအရသာကျွမ်းကျင်သူတွေကိုခေါ်ယူခဲ့မှုတဲ့မှတ်တမ်းတွေရှိပြီးတော့ကွာခြားချက်တွေကတော့အရင်ကစစ်ပွဲကာလမှာလုပ်ခဲ့တာပဲဖြစ်ပါတယ်။အခုကျတော့စစ်မဖြစ်ခင်ကြိုတင်ပြင်ဆင်ပြီးဟန်တားနိုင်ဖို့လုပ်နေတာပါလို့ထပ်ပြီးတော့ပြောခဲ့တာပဲဖြစ်ပါတယ်ရှင်။ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။